darn it please no got to it ကိုရိုင်းထိမို့ကလည်းအဲ့ဒါကကိုကလိလာရမလေဒီအကျိုးရှိမဲ့စာအုပ်တွေဖတ်တာတို့အကျိုးရှိမဲ့အရာတွေကြည်တာတို့အကျိုးရှိမဲ့စကားပဲနားထက်ထက်တာတို့ကိုတက်အကျိုးရှိစီမဲ့အရာပေါ့နော်ဟုတ်ကဲ့ဒီကျွန်တော်မျက်ခုံးမွေးကကျွန်တော်ရေးလိုက်တာပါရေးတယ်ဆိုတော့စတိုင်ဖြစ်အောင်လို့ကျွန်တော်ရမ်းကြိုက်တဲ့ဒီ Marilyn Manson လေး ကျွန်တော်တို့ rock ချင်းကိုချစ်မြတ်လို့တဲ့သူတော်တော်များတော့တိကျပါတယ်။သူကမက်ခုံမွေးရိတ်တာဟုတ်။အဲ့ဒါကျွန်တော်လည်းနဲ့စမ်းကြည့်တာ။ဒါပေမဲ့ဒီကျွန်တော်လည်းမလိုက်ဘူးပေါ့နော်။အဲ့တော့ကျွန်တော်ကအားကြောင့်ပြန်ထပ်မရိတော့တာ။အဲ့တော့ကျွန်တော်အခုဆိုပြန်ပေါက်လာပြီလေ။ပြောင်းလာရရှိတယ်လေ။အားလုံးကဒီတချို့ကတတိမထားမိဘူး။တချို့ကတတိထားမိတယ်။ကျွန်တော်ဒီမက်ခုံမွေးနဲ့ကျွန်တော်ဒီဒီမက်ခုံရိုးကတစ်ဆက်တည်းဆိုတာလေ။တခါတလေမက်ခုံမွေးမရှိဘူးဆိုလို့ရှိရင်လည်းဟိုတိမတိတာဘူးပေါ့။တစ်ဆက်တည်းဖြစ်နေတော့လေ။ရှိရင်လည်းတိမတိတာဘူး။ ဲ့တချို့ရေလဲကြီးတဲ့ကျွန်တော်ပရိတ်သတ်တွေရတော့တည်တာပေါ့နော်အခုတော့ပောက်သွားပါပြီဘာလို့ဆိုတော့ထပ်မကြည့်တော့ဘူးလင်းနာဒါဆိုတော့ဘယ်လိုလဲကျွန်တော်ကြက်တဲ့ဆိုတော့မာရီလိုမဆန်ကသူကရိတ်ပြီးလို့ရှိရင်သူကမိတ်ကတည်းလဲခြေရတယ်ဟိုအီမိုထားတယ်ပေါ့နော်အာအမဲတွေပါဆိုးရတယ်ဆိုတော့ကျွန်တော်စမ်းကြည့်တယ်ကျွန်တော်နဲ့မလိုက်လို့အဲ့တော့မယူဖြစ်ဘူးဒီမဲ့ခုံးဝဲလဲခုတော့မကြည့်တော့ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်နဲ့မလိုက်ဘူးလေသူကအကိုပြန်ခြေရတာသူကနည်းနည်းမယ်တယ်ဖက်သွားတော့ဆိုတော့နည်းကြမ်းကြမ်းရမ်းရမ်းဆိုတော့အဲ့တော့ကျွန်တော်က loss ရယ် ိုက် fashion ကျွန်တော်မလုပ်သေးဘူးပေါ့ stand ကတော့ကျွန်တော်ဟာထပ်ချင်းမှုရှိသလားဆိုတော့ဒီကျွန်တော်ဒီ rock ပေါ့နော်တိတော့မရှိပါဘူးကျွန်တော် rock ကမှလည်းဟိုဘယ်လိုပြောမလဲသူက formula ရှိရလေဥမာသမီးကတော့ရှင်းရမှာပေါ့နော်ဒါပေမဲ့ flante ဒီ shot လေးတွေနဲ့ဂျင်ပေါင်းပြီးဒူးပြဲလေးတွေနဲ့ oster ပေါ့နော်ဒါတော့ကျွန်တော်တို့တော်တော်များများဒီပုံတွေပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကြာပြန်တော့လေအဲ့လိုမျိုးမရှိတော့ဘူးဝှစ်ချင်တယ်လို့ဝှစ်ချတာပဲကျွန်တော်ကြိုက်တဲ့ဒီ မက်တယ်ဘန်တွေကလည်းလေအဲကျွန်တော်ကလည်းဒီ fashion နဲ့ပတ်သက်ပြီးတော့ဒီဘယ်လိုပြောမလဲပုံတွေတော့မထားပါဘူးဒီအစင်ပြင်းပြည်သလိုပေါ့ကြည့်ပြီးတော့ light မထင် rock နဲ့အစင်ပြင်းမထင်ကျွန်တော်ကတော့ Hollywood ထားရှိပါတယ်ဟောအထူးတလီတော့မရှိပါဘူးအဲ့လိုပါပဲရှီတာထားတာကြာလို့ရှိရင်လည်းတန်တူချင်ရောဗျလူစိတ်ကအမျိုးပဲလေတူတဲ့လူကရှီချင်တယ်ရှီတဲ့လူကတူချင်တယ်ဝါတဲ့လူကပိန်ချင်တယ်ပိန်တဲ့လူကဝါချင်တယ်ပေါ့ဆိုတော့လူလူရဲ့ပေါ့နော်လူရဲ့စိတ်စိတ်ကြောင့်ပါ စိတ်ဆိုတာအများတန်းဟိုဘယ်လိုပြောမလဲသူကအများတန်းပြောင်းလဲနေမှဘယ်လိုပြောမလဲလူပီတတယ်လို့ဖြစ်နေတာပေါ့နော်လူရဲ့စိတ်ကမငြိမ်ဘူးလေနော်လူရဲ့ဟာလူတိုင်းမှာပဲစိတ်ကအများတန်းတစ်ခုတစ်ခုဆိုငီးငွေတတ်တဲ့သဘောတဘာဝရှိတယ်လေအားကြောင့်တချို့ကိစ္စတွေကဒီဟိုမဖြစ်တင်မဲ့ဟိုမထိနိုင်လို့ပေါ့နော်ဖြစ်တင်သွားတာကြီးဖြစ်သွားတာကြီးရှိတာပေါ့နော်အားကြောင့်ဒီကျွန်တော်တို့ကဒီဒါတော့စိတ်နဲ့ဆိုင်တာပေါ့နော် ကျွန်တော်ဆိုလဲတခါတလေလဲညက်ချင်တာပဲလေဒါပေမဲ့ထိန်းထားတာငါရောကငါငါငါကြိုက်တာဆိုပြီးယေရှုအောင်မြင်ဖို့ကြပြန်တော့ဟိုစိတ်စိတ်တက်ပါပဲစိတ်တက်စိတ်ထားလေးပေါ့နော်စိတ်ထားကောင်းရင်ကံကောင်းမယ်ဆိုတဲ့စကားအတိုင်းပဲကျွန်တော်တို့ကဒီအဲ့ဒါလဲဘယ်လိုပြောအောင်ကောင်းမလဲစားလုတ်ခါစားလူငယ်တွေတက်ကြပြန်တော့လဲတချင်တဘောပေါက်မှာမဟုတ်ဘူးလေဟိုကျွန်တော်တို့တိတယ်ဆိုတော့လဲအများကြီးတော့မတိပါဘူးဒါပေမဲ့ကိုယ့်ရဲ့အတွေ့အကြုံကတင်ပြီးတော့တာပေါ့နော် ဒါကြောင့်မလို့ဒီအောင်မြင်ခြင်းရရှိအောင်မြင်ခြင်းတော့ဟိုအောက်မှာပဲနေပေါ့နော်။အော်ငါဘာမှမဟုတ်ပါလား။ငါဘာမှမတတ်သေးပါလား။အော်အဲ့လိုငါဆရာတွေပဲ။ငါအရင်ကြိုးစားရအောင်မယ်။ဒါတော့ဒါတော့အခြေခံပေါ့ဗျာ။အဲ့ဒါလေးကိုနှလုံးသားထဲမှာထည့်ထား။ဒါလေးလူကပြစ်တတ်အားပေးတာများရင်ပွဲများလာရင်ပတ်စံရလာရင်ဖင်ကောင်းကျယ်လာလေ။အာငါကွာ။အင်းအာငါဆရာကြီးမဟုတ်မဟုတ်။ကွာထင်တာလေးနော်။ဒါဆိုဒီအမှုပညာမှာကြပြောင်တော့ကျွန်တော်အနေနဲ့ကြပြောင်တော့အဲ့လိုထိရတာပေါ့နော်။ အဲ့လိုစိတ်တွေကပေါက်လာမှာပဲလေကျွန်တော်တို့လည်းပေါက်ဘူးတယ်ပေါက်တဲ့ခါမှာကိုကဖက်စီရဟာမဟုတ်ဘူးမဟုတ်ဘူးငါအများကြီးလုပ်သေးတယ်ငါအများကျူးစားရအောင်မယ်အဲ့လိုလေးအများတန်းတမာတတိလေးပေါ့နော်အဲ့လိုထိမိနေမှာဆိုရှိရှိခိုင်မြဲပါတယ်ဟုတ်ကိုရန်ထိမို့ကလည်းအဲ့ဒါကိုကလိလာရမယ်လေဒီအကျိုးရှိမဲ့စာအုပ်တွေဖတ်တာတို့အကျိုးရှိမဲ့အရာတွေကြည်တာတို့အကျိုးရှိမဲ့စကားပဲနားထက်ထက်တာတို့ကိုတက်အကျိုးရှိစီမဲ့အရာပေါ့နော်မကောင်းတဲ့အရာတော့မထည့်နဲ့ပေါ့အဲ့လိုများထဲမှာကိုကိုထဲမှာကောင်းခြင်းတရားတွေကခန္ဓာကိုယ်ထဲရောက်မယ် ကောင်းမှုဆိုတာတွေးတတ်မယ်ကောင်းမှုဆိုတာရွေးချယ်တတ်မှာပေါ့နော်အဲ့လိုလိုပါတယ်ရည်ရှိတော့ပေါ့နော်ကျွန်တော်အနေနဲ့ချက်ပြန်တော့ဒါလူတိုင်းကြောက်ရမှာပါဒါပြဿနာမဟုတ်ပါဘူးအဲ့ဆိုအောင်မြင်တဲ့အခါမှာကိုနားမှာဟိုဘယ်လိုပြောအပိတရားရအောင်လဲတော့ဆွဲချတဲ့လူလည်းရှိမှာပဲလေတကယ်အပိတဲ့လူလည်းရှိမှာပဲကိုရဲမမြင်ရဘူးအဲ့ကြောင့်မလုပ်ရလဲဆိုတော့ကိုကိုကိုအောက်ဆုံးမှာထားရတယ်အော်ငါဘာမှမဟုတ်ပါလားဟိုပြောတဲ့မယုံနဲ့ပေါ့ဗျာမြောက်ပြီးတိုင်းလဲကိုကိုမတင်နဲ့ပေါ့နော်ကိုကိုတော့တိရတယ်ဗျာကိုဘယ်လောက်ထိ join ပြီလဲ ကိုဘလောက်တိဆိုတက်လဲကိုဘလောက်တိရေးတက်လဲဘလောက်တိတိတက်လဲကိုကိုတော့တိရတယ်ကိုကိုတိဖို့ကြပြန်တော့ကွာအရင်လေးကျင်ရတယ်နော်ဆရာဆရာတွေ YouTube တို့ရှိတယ်လေတကယ်ဟိုနော်ကဘာကျော်လူတွေနဲ့ကိုကိုပြန်တိုင်းကိုပေးစင်းရောက်ပြီလေကိုကိုတိဖို့ပဲလိုတယ်လူကကိုကိုမတိရင်သူများပြောတာယုံတတ်တယ်ခိုင်းလာလိုက်လို့တတ်တယ်အဲကြောင့်ပျောက်ပေးတိုင်းလဲဟိုရှောက်မထင်ပါနဲ့နော်အဲလိုကိုကိုတိဟိုကိုကိုကဲ့ရဲ့ရှုတ်ချလဲပဲလက်မခံပါနဲ့ကိုကိုတိဖို့လိုတယ်အဲကြောင့်အော်ငါဘာမှမတတ်သေးပါလားနှိမ့်ချပါနှိမ့်ချခြင်းအောင်မြင်တယ်လေ ဆဲလည်းခံလိုက်ကွာဆဲမစလေမြောင်လည်းအမြောက်မစီဘာမှမခံစားပါနဲ့အဓိကကိုတွားမယ်လမ်းကိုတိပို့လို့ရကိုဘာလို့လဲကိုကိုတိပို့လို့ပါတယ်အဲ့လိုတိရင်ဘယ်တော့မှမကြပါဘူးဒါဆိုအောင်မြင်အောင်မြင်နေဆိုတာဟိုလူကမွေးကြတဲ့အောင်မြင်လာတာမဟုတ်ဘူးမွေးကြတဲ့ပတ်စံထုတ်ကြီးကိုပိုက်ပြီးတော့ကျွန်တော်တို့ကမွေးလာတာမဟုတ်ဘူးလေအဲ့ကြောင့်မားတတ်ကြပါတယ်ပတ်စံရရင်လည်းဟာပတ်စံရအများကြီးရပြီဆိုတုံးချင်ဖြုံးချင်လာတယ်မလုတ်ဘူးတိုင်းလုတ်ချင်လာတယ်အောင်မြင်ပြီဟိတ်ဆိုရင်လည်းကျွန်တော်တို့ကလုတ်ချင်တိုင်းလုတ်ဘူးချင်လာတယ် အဲ့ဒါလုတ်ပါကိစ္စမရှိဘူးအဲ့ဒါလုတ်ဘူးမှနော်ကွာအတွေ့အကြုံရမှာဟောလုတ်မှကွာကောင်းလာဆိုတာအော်ဘုရားမငါဘာပျက်စီးသွားတယ်လဲဘုရားမငါဘလို့ရှုံရှုံသွားတယ်လဲဘယ်နေရာလေးကိုငါပြလိုက်တင်တယ်လဲဆိုတာကိုယ်သိလာမှဖြစ်တယ်နော်အဲ့လိုခံခံဘူးတဲ့ဟိုကကျွန်တော်မိတ်ဆွေလည်းရှိပါတယ်အဲ့ဒါကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တခုတော့တတိပေးချင်တာကအဲ့လိုဒုက္ခရောက်သွားတဲ့အချိန်မှာကိုယ်ပတ်စံအရန်ရှိတဲ့အချိန်မှာအတုံးဖြုံးလွဲသွားလို့အရန်အောင်မြင်တဲ့အချိန်မှာအပေါင်းတင်းမလို့နော်မလို့တင်မလို့ထိုက်တာ လုံးမိသွားလို့စိတ်သက်ကြဘဝပြတ်သွားတဲ့ညီကိုတွေအတွက်ကျွန်တော်ကတတိပေးချင်တာအတဲရှေ့ဆက်အသက်ရှင်မှုမလိုဘူးပြန်ထပြန်ထပြန်ထနော်ကိုရွေးချယ်မှုတွေပဲကိုဆိုင်တယ်ကောင်းတာရွေးချယ်ပလိုက်ကိုဖြစ်တဲ့ပတ်ဝန်းကျင်ကိုရဲ့အနာဂတ်အဲ့ဒါပဲကြည့်ပြီးလို့ရှိရင်ကိုအတိတ်ကိုမေ့လိုက်မေ့လိုက်ဘာပဲဖြစ်ဖြစ်ဖြစ်ခဲ့ကျွန်တော်တို့ကပြန်တိဆောက်လို့ရတယ်အခုအချိန်မှတည်းအတိတ်ကိုပြန်တိဆောက်ရွေးချယ်တိဆောက်လို့ရတယ်အရင်ဒုက္ခရောက်ခဲ့တဲ့အရာတွေမေ့လိုက်မေ့လိုက်နော်ကိုကိုလည်းဟိုမတရားလုပ်တာလည်းရှိကောင်းရှိနိုင်တယ်လေမေ့လိုက်မေ့လိုက်အဲ့ဒါအတိတ်မှာပြီးသွားပြီ ကိုယ်ကပြန်တိဆောက်လို့ရတယ်နော်အဲအဆိုးတွေအကောင်းနဲ့ပြန်ပြီးတော့ကျွန်တော်တို့ကဟိုမြေမြုပ်ပြစ်လို့ရတယ်အဆိုးအားဖြင့်အရှုံးမခံတဲ့အကောင်းအားဖြင့်အဆိုးကိုနိုင်လို့ဆိုအဲ့ဒါပြောချင်တာနော်ဘဝပြပြီးဒုက္ခရောက်တဲ့ညီကိုမောင်နှမတွေအဲ့လက်ဆက်မသွားနဲ့ဟောမထူးဆလဲမခင်နဲ့မလိုဘူးလေကိုရွေးချယ်လို့ရတယ်နော်ကိုရွေးချယ်လို့ရအဲ့တော့ကျွန်တော်သတိပေးချင်ပါတယ်ဟုတ်